ဒီတစ်ခါမှာတော့လူတွေရောတရိစ္ဆာန်တွေရောပါကြောက်တန်းကြတာလဲဆိုတာကုစားခြင်းနဲ့လေးကနေတင်ပြတာပြပါလေအဲ့ရေမွားခြင်းအိတ်ငိုက်ခြင်းနဲ့ပြင်းရည်ခြင်းများမှာနိုးကြစေရန်ဒါမှမဟုတ် အနာယူကိုတတိပေးတဲ့အနေနဲ့တန်းဝေကြပါလေအုံနောက်မှာရှိတဲ့ mirror neurons လို့ခေါ်တဲ့အာရုံကြောစနစ်တစ်ခုကြောင့်သူတစ်ပါးတန်းတာတွေ့ရင်အတုကိုယ်ကြီးလိုက်တန်းတတ်ပါလေ နောက်တစ်ချက်ကအုံနောက်စွမ်းဆောင်ရည်ပါ အုံနောက်ကိုကြည့်ပြီးတော့စဉ်စားတွေးခေါ်မှုကိုကိုလုပ်ရတဲ့လူတွေဟာတန်းတဲ့အချိန်ကိုကြာတတ်ပါတယ်ကွန်ပျူတာများပူလာရင်လေအေးပေးရတယ်လို့မျိုးအုံနောက်ကိုလည်းတန်းဝေခြင်းဖြင့်အေးဆေးတတ်တာလေးပါတယ်လူသားတွေဟာအုံနောက်စွမ်းဆောင်ရည်အမြင့်ဆုံးတတဝါဖြစ်တာကြောင့်တန်းတဲ့အချိန်အကြဆုံးလည်းဖြစ်ပါတယ်ကဲနောက်တစ်ခါမိတ်ဆွေတို့လည်းတန်းလို့ငပြင်းလို့ပြောကြတယ်လို့ရှိရင် ပြင်းတာမဟုတ်ပဲအုံနောက်ကိုကြည့်တာကြောက်လို့ရဲဝင်းစွာဖြေလိုက်ပါဒီဗီဒီယိုကိုကြည့်ပြီးတော့သင်ကိုယ်တိုင်တမ်းမိသွားတယ်ဆိုရင်တော့ like and share လုပ်ဖို့မမေ့ပါနဲ့နော်